ကျွန်တော်ဒီတောင်တာပတ်တဖပေါ့နော်ဒီဟာနဲ့ဒီအမျိုးသမီးစွန့်နေရဲမေပေါ့နော်ကိုအလေအကျန်းဖတ်တယ်လိမ်ပိုင်းဆိုင်ရာအနိုင်ကျင့်ကျန်းဖတ်တဲ့ကိစ္စကိုကျွန်မဖတ်လိုက်ရပါတယ်သူတပြင်းတော့ဒီတောင်လိုင်းရဲ့ကာလမှာပေါ့နော်ကျွန်တော်တို့ရဲဘက်ရဲဘော်ရဲဘက်တွေအချင်းချင်းကြားထဲမှာကိုဒီလိုလိမ်အကျန်းဖတ်မှုတွေလိမ်အနိုင်ကျင့်မှုတွေလိမ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေကိုကျမတို့ခက်စစ်စစ်ကြားလာရတယ်ဆိုတာကကျမတို့စိတ်မကောင်းဖြစ်စရာလည်းတအားကောင်းတယ်ပြီးတော့ကျမတို့ရုပ်လည်းရုပ်ဆိုးပါတယ်ပေါ့နော် ဆိုတော့ဒီနေရာမှာကျမတို့ကြားနေရတာဒီမတိန်မှုလိန်ချမ်းဖတ်မှုဒါတွေကိုတော်လန်ရေးပြီးမှအေးအေးယူဖို့တွေတော်လန်ရေးအတွင်းမှာဒီကိစ္စတွေဖြေရှင်းတဲ့အေးအေးယူတယ်ဆိုရင်တော်လန်ကိုနှောက်နှေးစေမယ်ဆိုတဲ့စကားတွေပေါ့နော်ဆိုတော့ဒီနေရာမှာကျမကတော့အမေပြောနေကြစကားတစ်ခုရှိတယ်ရှင်အဲ့ဒါပါလဲဆိုတော့ gender equality တွေပြီးတော့လိန်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေအကြမ်းဖက်မှုတွေပြီးတော့ယဉ်ကျေးမှုတော်လန်ရေးတွေဆိုတာကျမတို့တော်လန်ရေးပြီးမှလုပ်လို့မရပါဘူးရှင်အဓိကတော့စစ်အာဏာရှင်စနစ် တော်လန်နေတဲ့တော်လန်ရင်းနဲ့အတူတူကျမတို့အတူတူတော်လန်သွားရမယ့်အလုပ်တွေဖြစ်တယ်ပေါ့နော်